ြောပေါ့နော်ကျမတို့တွေကဒီကဝင်ဆောင်လို့ရင်းရင်းလာပြီဆိုလို့ရှိရင်တော့များသောအဖြစ်ပေါ့နော်ဥမာဆိုရှင်ခါနာတာပေါ့နော်ဥမာဆိုရှင်ဒါခါနာတယ်ဆိုတာလေဒါတအိမ်ပေါ့နော်တအိမ်ထဲမှာကလေးလေးကကျမတို့ကជីလာတယ်ជីလာတဲ့ခါမှလည်းဒီနောက်ဖက်မှာရှိတဲ့ nerve တွေရှိပါတယ်အဲ့ nerve တွေထဲမှာသွားပြီးတော့မှဖိတယ်ပေါ့နော်အဲ့လိုဖိလိုက်တဲ့အတွက်ကြောင့်မလို့လေဒါခါတွေကနာတဲ့အပိုင်းကလည်းရှိတယ်နောက်တချို့ကကြတော့လေပေါ့နော်ဥမာဆိုလို့ရှိရင်ကိုယ်ထဲမှာပေါ့နော်ကယ်ဆီယမ်ဓာတ်တွေပေါ့ဒါကြောင့်မလို့ကျမတို့တွေကဒီကဝင်ဆောင်တဲ့ကာလမှာဆိုရှင်နှုတ်တော့ပါနှုတ်အနည်းဆုံးနှစ်ခွက်တော့ပါ ါလို့ပြောလို့ရှိတယ်ပေါ့နော်အဲ့တော့ကိုရဲ့ကိုဝန်ဆောင်တဲ့ချိန်မှာကယ်ဆယ်တတ်တရားဆိုလို့ရှိရင်ဒါကလေးလေးအတွက်ကဆိုရှင်ရှိတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့မှလိုအပ်တယ်ပေါ့ရင်သွေးလေးကိုဆိုကျမတို့ကယ်ဆယ်တတ်ကိုပို့ရတယ်ပို့တဲ့အခါမှာဆိုရှင်အချင်းကနေပြီးတော့မှတဆင့်ပို့တာပေါ့နော်အဲ့တော့ကျမတို့ရဲ့ခန္ဓာကိုယ်ထဲမှာပေါ့ဒီကိုဝန်ဆောင်မိမိရဲ့ခန္ဓာကိုယ်ထဲမှာဥပမာဆိုရှင်ကယ်ဆယ်တတ်ကတရားအပြည့်ဝရှိတယ်ဆိုရှင်ကလေးက90ယူရထားလိုက်ကိုစီမှာ90ကျန်ခဲ့မှာပေါ့နော်အကယ်၍ကိုကငကိုကလေးကိုကဒီကယ်ဆယ်တတ်ကတရားမရှိဘဲနဲ့80ပဲရှိမယ်ဆိုရင်ကလေးကလည်းဥပမာဆို ုရှင်40လောက်ပဲဆွဲသွားနိုင်မယ်ဆိုရှင်ကလီးမှာလည်းကယ်ဆီယမ်ဓာတ်ရော့တယ်ကိုယ်စီမှာလည်း40လောက်ပဲရှိမယ်ဆိုရှင်ဒါကယ်ဆီယမ်ဓာတ်ကညော့သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်မတို့တွေကကယ်ဆီယမ်ဓာတ်ကိုညော့သွားနိုင်ရင်အခုကိုဝင်ဆောင်မှာကလေးဟိုမှာမပြောနဲ့ပေါ့နော်တချို့တောင်မှဟိုအသက်ကြီးသွားတဲ့အခါမှာဆိုရှင် osteoporosis လို့ခေါ်တဲ့ဒီအယိုးပါတဲ့ယောဂါတွေအယိုးပွတဲ့ယောဂါတွေကလည်းဖြစ်နိုင်တယ်ရှင်ဒါကြောင့်မို့ကျွန်မတို့ကဒီကိုဝင်ဆောင်တဲ့ကာလအတွင်းမှာအထူးသဖြင့်ပေါ့နော်အရင်တော့ဆိုတော့ကျွန်မတို့ကဒီ iron ရယ် folic acid ကိုပဲဦးစားပေးပြောလေးရှိတယ်အခုနောက်ပိုင်းမှာဆိုတော့ဒီ calcium န်ဓာတ်ကလည်းအရေးပါတဲ့အဟာရဓာတ်တစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ကယ်ဆီယမ်ဓာတ်ပြည့်ဝအောင်ပေါ့နော်နှုတ်တွေဆိုရှင်အနည်းဆုံးတစ်ရက်ကိုတော့လေနှစ်ခွက်တောက်ပြီးပို့အရေးကြီးတယ်နောက်တစ်ခုကတော့ပေါ့နော်ဒီကယ်ဆီယမ်ဓာတ်ရရှိအောင်ဆိုရှင်အစိမ်းအောင်ရှိတဲ့အရွက်တချို့ပေါ့ဥပမာဆိုရှင်ပန်းပွင့်စိမ်းတို့လိုမျိုးဘူးရွက်တို့လိုမျိုးကညှက်တို့လိုမျိုးပေါ့နော်ဓာတ်မျိုးတွေကလည်းကယ်ဆီယမ်ဓာတ်ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကိုယ်ဝန်ဆောင်ရှိတဲ့အခါမှာလည်းတခါတည်းများများလေးပေါ့နော်ပို့ပြီးတော့မှစားပေးမယ်ဆိုရင်တော့ဒီလိုဒူးနာတာတွေเนาะနောက်ပြီးတော့မှခါနာတာတွေကလည်းအများကြီးတက်တာသွားမှာဖြစ်ပါတယ်ရှင်